အားလုံးပဲမင်္ဂလာပါရှေ့ရဗီဒီယိုတွေမှာကျွန်တော်လူလိမ်နေရဲ့ငွေချင်းရင်လည်းမှုနီးလန်းနေအကွက်တွေကိုတည်လားမတည်လားဆိုပြီးတော့လမ်းပေါ်မှာလူတွေကိုဆွေးအင်နဲ့ပြုလုပ်ခဲ့တယ်ဗျာမတမာသူရဲ့အွန်လိုင်းငွေချင်းလိမ်လည်မှုတွေကိုလုံလုံကဆောင်ဆိုင်နိုင်မှုကလည်းအရေးကြီးတယ်လို့ကျွန်တော်အမြန်ထင်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကျွန်တော်မားသားကြီးနဲ့ဖားသားကြီးအွန်လိုင်းငွေချင်းလိမ်လည်မှုနဲ့ပတ်သက်ပြီးတော့သူတို့ဘယ်လောက်တော့တည်လဲမိန်းမတွေကိုဘယ်လောက်ဖြေနိုင်လဲဆိုတာကျွန်တော်မေးချင်တယ်လက်တွေ့ဘောမှာကျုံလာခဲ့အလိမ်ခံလားအလိမ်မခံလားဆိုတော့ကျွန်တော်သိချင်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော် ဲ့မိန်းကလေးတွေကိုအမေနဲ့ဖေကိုမေးကြည့်မယ်အဲ့တော့ဒီဗီဒီယိုမိသားစုနဲ့တူတူကြည့်နေဆိုလို့ရှိရင်လိုက်ပြီးတော့ဖြေကြည့်ကြပါဘောအဲ့လိုမျိုး online ဝင်ကြည့်နေတဲ့မှုတွေကိုတို့တိလားမတိလားဆက်လက်ဆောင်ကြည့်ကြဖို့အတွက်ကျွန်တော်တိုက်တွန်းလိုက်ပါတယ်မိန်းကနံပါတ်1ကိုစမယ်အဲ့တော့လူတယောက်ကမိန်းကိုဘန်ဝင်နှမ်းမှာဆိုပြီးတော့ဖုန်းဆက်မယ်နော်သူကဆက်သွယ်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ကြားရ KBZ ပေး level 3မိန်းအကောင့်ကိုပြောင်းပေးမယ်မိန်းရဲ့ကိုယ်ပိုင်အချက်အလက်တွေ OTP ပေးရမယ်ဆိုလို့ရှိရင်အလိန်ညာအမှန်ကန်တာအလိန်ညာဘောဟုတ်ဟုတ်ဘာကိုစမ်းနေဖမ်းရမှာလဲအလိန်ညာဘောကဲအဲ့တော့ဘာလို့အလိန်ညာလာလဲဟမ် ဘဝင်နဲ့ဘလို့မှာဟိုဖုံးဆက်ဘူးလေကလေးပေး level 3ကလည်းမရှိဘူး level 2ပဲရှိတယ်အင်းကိုအဲ့ဒါလည်းလိမ့်နှမ်းမှာအားလားကြာကြီးတော့ပြောအားလားကြာကိုပါတာကိုပေးရင်ကိုပါကိုအလင်ခံမေးဖျားမန်းနဲ့အဲ့လိုမျိုးအကောင့်နေကိုပဲတက်ဆော့တယ်မှားတာဗောပြေကကိုပဲတက်ဆော့တယ်အကောင့်နေကိုပေးလို့မရဘူးပေးလိုက်ပြီဆိုရင်ဖေးအကောင့်ကိုပါသွားမှာ Facebook တွေမှာလည်းမကြားဘူးလား ဘဏ်ဝင်တန်းနေဘဏ်ဝင်တန်းအဆောင်ပြီးတော့ KBZ Pay account level 3မြင့်ပေးမယ်ဆိုပြီးတော့ပြောတယ်ပြီးလို့ရှင်လို့ရှင်ရဲ့အဲ့ဘက်ကနေပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်ချက်လက်တွေ OTP တွေတောင်းပြီးတော့ကိုယ့်ရဲ့ KBZ Pay account ထပ်သွားတယ်အဲ့ပြောကြောင့်မို့လို့ကိုယ့်ရဲ့ OTP တွေ password တွေကိုယ်ပိုင်ချက်လက်တွေကိုဘယ်တော့မှမမျှဝေပါနဲ့တော့ပေါ့လေနော်ဟုတ်ဘယ်တကယ်တော့ဘူးဘူးကဲလာတော့ပေးမှလားခင်ဗျာပေးမှာမို့ ပေးပေးဘာဖြစ်လို့ပြောရလဲပေးနေငန်းမှာပေါ်တာအဲ तू အုံနောက်မစုတာဘာတော့ဒီတော့ဒီထားလိုက်မိခွန်းနံပါတ်2ပြောင်းမယ်အဲဒုတိယမိခွန်းကစုဝင်ကန်ထူးရဲဆိုပြီးတော့တယ်လီကွန်ဝင်ဆောင်မှုတကူကဝင်နန်းနေဖုန်းဆက်ပြီးတော့အမားတို့စုဝင်ပေါက်ပါရဲ့စုဝင်လက်ခံမှုအတွက်ကိုနမေတို့ရဲ့ကိုပိုင်အချက်လက်လေးတွေကိုဖြည့်ပေးပါဆိုလို့ရှိရင်ဖြည့်ပေးမှာလားလိန်ညာလားအမှန်ကန်လားလိန်ညာဟောဖြည့်လည်းမဖြည့်ပေးဘူးလေ သူရောက်တန်လျက်မျက်လုံးနဲ့ပဲကြည့်ကိုကောင်းတယ်ကောင်းတယ်ကိုရဲ့ဟိုပတ်စောလေးကိုပေးစရာအကြောင်းမရှိဘူးလေအဲ့ဒါကိုလင်ခဏမှာပေါ့ဘူးရနေမှာကိုရဲ့ယူနေနေဘယ်လိုထင်အေးအေးကောင်းတယ်ကောင်းတယ်အဲ့ဒါလေးနေလိုက်အများကြီးပဲ3000ရာ2000ရာ5000ရာယူသွားတာလေတဲ့မှာလေကိုယ့်ကိုယ်ပိုင်အချက်လက် OTP နဲ့19 password တွေဘယ်တော့အခါမှဘယ်သူမှမပေးသင့်ပါဘူးဘာပဲပေါက်ပေါက်နားလဲတာမြေဝနံပါတ်3ကိုသွားမယ်လိန်တော့ခံရတော့မှာပဲမောင်တန်း ။အမေနဲ့မမေးစီဘူးနော်။တငယ်ချင်းတယောက်ကနေပြီးစာပို့တယ်။ဟာအခက်ခဲတွေအရင်ဖြစ်နေလို့မတော်တဆမှုတစ်ခုဖြစ်လို့ပဆက်လေးချီးပါလို့လို့ရှိရင်မင်းတို့ဘယ်လိုလုပ်မှာလဲအဲ့ဒါ။မလုပ်မှာလဲ။လိမ့်ရအောင်။မချီးသေးဘူးလေ။တငယ်ချင်းဟောသူစစ်မယ်လေ၊ဖော်မယ်လေ၊ပြောမယ်လေ။ကဲဟိုကဒုက္ခရောက်ဘူးလို့လုပ်မယ်။အော်ဒုက္ခရောက်လို့ရှိရင်တငယ်ချင်းအစ်စ်ဆိုလို့ရှိရင်ဒုက္ခရောက်လွှဲပြမှာပေါ့။အဲ့လိုလေးနဲ့အများကြီးကိုအလိမ်ကိုပြပါလေ။ပြပြလွှဲပြမှာလားမစစ်ဘဲနဲ့။ တကယ်တော့အရေးကြီးတရေရှင်ဆိုမသေးဘူးပဲအဲ့ဒါတွေပဲသတိတန်ရရှိတာနေပဲတန်ရရှိမှာသူ့ကိုဆက်မှာပေါ့ဘယ်လိုလဲဆိုတာတငယ်ချင်းဆိုတာဘယ်လိုလဲတကယ်ဆိုလို့ရှိရင်တော့ဒီကဲသူ့ကိုဆက်မှာပေါ့အဲ့ဒါတွေတွေတွေပြီးအကြမ်းတွေတငယ်ချင်းကိုသမီးကနှမ်းပြီးဆက်မှာပေါ့ လောက်တောင်လောက်မှာမဟုတ်ဘူး။အဲ့ပါလေမင်းမ။အဲ့တကယ်လို့တကယ်ချင်းတရားပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ပတ်စံလာပတ်စံလာချီးရဲဥမာပတ်စံလာချီးရဲကုညီလွယ်ဆိုပြီးစာပို့တယ်ဆိုလို့ရှိရင်စာပို့ရတဲ့မယုံပါနဲ့ကိုယ်တကယ်ချင်းဟုတ်လားမဟုတ်လားဆိုတာကိုတေချာတဲ့နီလန်းတစ်ခုခုနဲ့အတည်ပြုရမှာပဲဖြစ်ပါတယ်။အဲ့တော့ဖုန်းဆက်ကြည့်ရတဲ့ပြင် online နဲ့ video call ခေါ်ကြည့်ရမှာဖြစ်ဖြစ်တဖက်လူကကိုယ့်ရဲ့အတည်ဟုတ်မဟုတ်ကိုမစစ်ဆေးဘဲနဲ့အပေးတင်ပါဘူး။အဲ့တော့ပေးမယ်ဆိုလို့ရှိရင်အချက်အတည်ပြုအတည်ပြုဖို့အတွက်ကြံပေးပါတယ်။ကဲ နောက်တစ်ခုတခါမှမကြားဘူးတဲ့ကုမ္ပဏီကနေပြီးတော့မမေတို့ short sale အများကြီးရမယ် discount တွေအများကြီးနဲ့လက်ဆောင်တွေလည်းရမယ်ဆိုပြီးတော့ email message တွေပို့တယ်ပြီးရင် link တစ်ခုလည်းပေးထားမယ်အဲ့ link ကိုဝင်ပြီးတော့ကိုယ်ပိုင်အချက်လက်တွေဖြည့်ပါအဲ့ဆိုလို့ရှိရင် short sale တွေပေါက်မဲတွေအများကြီးရမယ်ဆိုလို့ရှိရင်လိမ့်လာလားလုံးမလားဟုတ်လေနာ Okay လေကိုလေကိုလေရောတကယ်ကုန်မနီးရတယ်ကိုရအများကြီးမပေးဘူး

လေးမဟုတ်ကောတုံးတုံးမှာတုံးလေးတောင်းတော့မှာကြေကြဟုတ်ပြီဟုတ်ပြီဟုတ်ပြီပြောပြမယ်တရားဝင်ကုမ္ပဏီတွေကတတော်အခါမှာအဲ့လိုမျိုး email တွေကိုတောက်လျှောက်ပို့ရမျိုးမရှိဘူး discount တွေပါရတယ်အများကြီးပေးတဲ့အခါလည်းရှိမယ်ဒါပေမဲ့အဲ့လိုမျိုး link တွေကိုနှိပ်ပြီးတော့ကိုယ်ပိုင်အချက်အလက်တွေကိုနှိပ်ခိုင်းနေပြီ discount တွေအများကြီးနဲ့ဆိုလို့ရှိရင်ဒါတန်တရားဖြစ်စရာပဲ အဲ့လိုမျိုးနီးနဲ့လိမ့်တာတွေအများကြီးရှိတယ်ပြီးရင်ကိုယ့်ရဲ့ကိုယ်ပိုင်အချက်လက်တွေရရင်ဒုက္ခရောက်နိုင်တယ်ပြီးတော့လူလောကမှာအများကြီးကျင်လည်အောင်မယ်နောက်ဆုံးမိခွန်းတစ်ခုထပ်မင်းမယ်အဲဒုတိယရောကသူ့ကိုယ်သူနီးပညာကျွမ်းကျင်သူနီးပညာပူညီသူပါဆိုပြီးတော့နေမျိုးရဲ့ဖုန်းမှာ virus spore တွေဝင်နေတယ်ဖုန်းမပြတ်အောင်လို့သူတို့ပြင်ပေးမယ် application တစ်ခုလောက်မေတို့ download ဆွဲပါအဲ့ဆိုလို့ရလို့ရှင်မေတို့ download ဆွဲမှာလားအလိမ်ညာလားအမှန်ကန်ဟာသူပြောတော့လိုက်လုံးပါလား လိုက်မလောက်ဘူးလိညာပဲဟုတ်ကဲ့လိညာပဲမသိဘူးအဲလူကြီးတွေကတော့အရင်ကြွမ်းမယ်မထင်ဘူးကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါလိညာပဲဗျာသူကသူနည်းပညာကျွမ်းကျင်တဲ့သူကိုဖုန်းမှာ virus တွေဝင်နေပြီ application လေးတစ်ခုတော့ download ဆွဲပေးပါသူကူညီပေးပါမယ်ဆိုလို့ရှိရင်တတိယဓာတ်နေပြီးရမယ်သူတို့လိညာကိုယ့်ရဲ့ဖုန်းကနေပြီးတော့ကိုယ့်ရဲ့ဖုန်းကနေ application တစ်ခု download ဆွဲခိုင်းလိုက်မယ်ပြီးရင် permission တွေပေးခိုင်းမယ် allow allow okay okay ပါလေကိုဖုန်းကကိုကမသိဘဲနဲ့အဲ့တော့နှိမ့်နေသွားပြီဆိုလို့ရှိရင်တစ်ဖက်လူပဲဖုန်းကနေပြီးတော့ကိုဖုန်း100%ထိန်းချုပ်လို့ရသွားပြီ ထိန်းချုပ်လို့ရဝိုင်းဆိုတော့ကိုယ့်ရဲ့ mobile wallet account တွေကပတ်စံနေပြီးရင်ကိုယ့်ရဲ့ဒီ privacy ဖြစ်တဲ့ Facebook account တွေကိုယ့်ရဲ့ account တွေဘာတွေအားလုံးကိုသူတို့ကထိန်းချုပ်လို့ရမှာပဲဖြစ်ပါတယ် any desk စသဖြင့်အဲ့လိုမျိုး application တွေကနေပြီးတော့တစ်ဖက်လူရဲ့ဖုန်းကနေပြီးတော့ကိုယ့်ရဲ့ဖုန်းကိုနောက်ဆောင်အလုံး control လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကြောက်စရာကောင်းပါတယ်အဲ့တော့ကြောင့်မို့လို့အဲ့လိုမျိုးရေဆိုလို့ရှိရင်အခုပြောရတဲ့အတိုင်း లై မလုပ်ဖို့ဒူးတတိပြုတ်ဖို့အတွက်အများကြီးလိုအပ်ပါတယ် ါဒါတော့ကျွန်တော်တို့ဒီခေတ်မှာတွေ့ရတဲ့လူလိန်နည်းရအားလုံးပဲဖြစ်ပါတယ်။ဒီမီဒီယာပေါ်မှာ online ပေါ်မှာတွေ့ရတဲ့ online ငွေကြေးလိန်နဲ့မူဆိုင်ရာနဲ့ပတ်သက်ပြီးတော့မေးဖြေလုပ်ရတာပဲဖြစ်ပါတယ်။ရှင်းလုံးကြည့်မယ်ဆိုလို့ရှင်တော့အခြေအားလုံးမှန်တာကတော့မာသာကြီးပဲဖြစ်ပါတယ်။ပောက်ခရိုင်နောက်ဆုံးထိုင်ပြောနေရတော့ဖွေပဲဖြစ်ပါတယ်။အဲ့တော့မတက်နိုင်ဖွေပြောတဲ့အဖြေကမှားပါတယ်။ဖွေရတော့အပြင်မှာတွေ့လို့ရှင်တော့အလိန်ခံရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေရာလိန်နဲ့ကိုလိုမျိုးကတော့တစ်ပတ်သုံးပတ်လောက်လဲ။ အဲအဲ့တော့ကြောင့်မို့လို့မိသားစုတွေလည်းကျွန်တော်တို့ဒီဗီဒီယိုလေးတူတူကြည့်နေရဆိုလို့ရှိရင်အခုလိုမျိုးလိန်နဲ့အလိန်တွေကို awareness သတိပြုဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်နောက်ထပ်ထပ်ဆောင်ပြီးတော့သတိပေးချင်တာကိုယ့်ရဲ့ကိုယ်ပိုင်အချက်အလက်တွေ ် OTP တွေ password တွေကိုသူ့ကိုမှဘယ်တော့အခါမှမမျှဝေဖို့အတွက်ကျွန်တော်အကြံပေးပြလိုက်ပါစေ online ငွေကြေးလိမ်လည်မှုတွေဒီခေတ်မှာအများကြီးဖြစ်နေရပေါ့ဗျာအဲ့အတွက်ကြောင့်မလို့အထူးသတိပြုဖို့လိုအပ်ပါတယ်အမည်မသိတဲ့လူတွေကပေးပို့လာတဲ့ application တွေ link တွေကိုမနှိပ်မိစေနဲ့ website တွေ phone call တွေ SMS တွေကိုလည်းသတိပြုဖို့အတွက်ကျွန်တော်ဒီနေရာနေ့အကြံပေးပြီးတော့ဒီနေ့ video ကိုဆုံးသက်လိုက်ပါတယ်